အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကြည်စွတော်ချင်မွန်ပါတယ်ဒီနေ့တော့အပြစ်တရားနဲ့ပြည့်ညက်တရားကို သခင်ယေရှုခရစ်တော်ကဘယ်လိုဖြည့်ရှင်ပေးခဲ့တယ်လဲကိုကြမ်းကြက်များနဲ့လေ့လာကြည့်မှဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဟာအပြစ်တရားနဲ့ပြည့်ညက်တရားတို့ရဲ့ပြဿနာနှစ်ခုလုံးကိုလောဘကတိုင်ပေါ်မှာအမှုတော်အဖြစ် အပိသက်ဖြည့်ရှင်ပေးခဲ့တယ်ဆိုတာကိုယေရှုကနားလည်ထားမှာဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မှအချက်၃ချက်ကို နားလည်ဖို့လိုတယ်။နံပါတ်1အနေနဲ့အပြစ်တရားကိုစီရင်ခြင်းနံပါတ်2အနေနဲ့ပြည့်ညက်တရားကိုဖြည့်ဆည်းပေးခြင်းနံပါတ်3အနေနဲ့အဲ့ဒီအကျိုးဆက်ဖြစ်ဘုရားသခင်ဤဖြောက်မှတ်ခြင်းကိုရရှိခြင်းဆိုတဲ့အကြောင်းအရပတ်သက်ပြီးတော့တုံ့ချက်ကိုနားလည်ထားမှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့အပြစ်တရားကိုစီရင်ခြင်းနဲ့ပတ်သက်ပြီးတော့မှလေ့လာကြည့်တဲ့အခါမှာအပြစ်တရားဟာလူသားအလုံးကိုအုပ်ဆိုးနေပြီးတော့မှ သူ့ရဲ့အဲ့ဒီ၎င်းရဲ့အခါဟာတည်ခြင်းဖြစ်တယ်လို့ဟောပြတယ်။ ။ဒါကြောင့်သခင်ယေရှုရဲ့ဖြစ်ခြင်းချက်ကတစ်ခါကြီးအနေနဲ့အပြစ်ကိုကိုခန္ဓာ၌ဆင်ခြင်းတစ်ခါကွေးအနေနဲ့အပြစ်ရဲ့အခါကိုပြစ်ခြင်းဆိုပြီးတော့မှဖော်ပြခဲ့တယ်။ဒါကြောင့်တစ်ခါကြီးအနေနဲ့အပြစ်ကိုကိုခန္ဓာ၌ဆင်ခြင်းနဲ့ပတ်သက်ပြီးလေ့လာကြည့်တဲ့အခါမှာယောမ8:3မှာဒီလိုဖော်ပြပါတယ်အကြောင်းမူကားဇာတိပကတိအဖြစ်အာနေသောကြောင့်ပြည့်ညက်တရားမတတ်နိုင်သောအမှုကိုဖျားသခင်ပြုတော်မူ၏မိမိသားတော်ကို အပြစ်ရှိသောဇာတိပဂတိနှင့်တဒံတူသောကိုခန္ဓာကိုယူ၍အပြစ်ဖြစ်သောရည်အဖြစ်ဆင်လွတ်၍ထိုကိုခန္ဓာ၌အပြစ်ကိုစင်တော်မူ၏လို့ဖော်ပြတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကဖျားသခင်ဟာမိမိရဲ့သားတော်ရဲ့အသွေးတော်ကိုတုံး၍ကျွန်တော်တို့ရဲ့ဇာတိပဂတိနဲ့အမြင့်တွယ်နေတဲ့အပြစ်သဘောကိုပဲလဝါကတိုင်ပေါ်မှာအပြစ်ပေးစင်ခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်အပြစ်ရဲ့တကူဟာပျက်စီးသွားလေလို့နားလည်ရမှာဖြစ်ပါတယ်။ ။နောက်တစ်ခါကွေးအနေနဲ့အပြည့်ရဲ့အခါကိုပြည့်စက်ခြင်းနဲ့ပတ်သက်ပြီးလေ့လာကြည့်တဲ့အခါမှာယောမ6:23မှာအပြည့်အခါကတည်ခြင်းဖြစ်၏။ဘုရားသခင်ပေးသနာတော်မူသောစုကငါတို့သခင်ယေရှုခရစ်အဖြစ်သာရသဖြစ်၏လို့ဖော်ပြတယ်။ဆလိုတဲ့အတိတ်ပဲကသခင်ယေရှုဟာကျွန်တော်တို့အစာကိုစားခံရတဲ့အသိခံခြင်းနဲ့အပြည့်ရဲ့တရားမျှတတဲ့အခါဖြစ်တဲ့တည်ခြင်းကိုအပြီးတိုင်ပြည့်စက်ပြီးခဲ့တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ ။နောက်ချက်အနေနဲ့ပြည့်ညက်တရားကိုဖြည့်ဆည်းပေးခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာကြည့်တဲ့အခါမှာပြည့်ညက်တရားဟာပြီးပြည့်စုံသောစံနှုန်းဖြစ်ပေမဲ့လူသားများကမဆောင်ထိန်နိုင်ဘူးဆိုတဲ့အကြောင်းကိုနားလည်တယ်။နားလည်ပြီးတော့ပြည့်ညက်တရားရဲ့ကျင့်ခြင်းကိုခံရတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်သခင်ယေရှုကဘလို့ဖြည့်ရှင်းပေးခဲ့လဲဆိုတဲ့ပတ်သက်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအချက်နှစ်ချက်ကိုဆက်နားလည်ဖို့လိုပါတယ်။ဒီအကြောင်းအရာကနှစ်ကကြီးအနေနဲ့ပြည့်ညက်ပြည့်တံကိုကိုစားခံခြင်း နှစ်ခါခွေးနေနဲ့ပြည့်ညက်တရားကိုအဆုံးသတ်ပြီးခြင်းဆိုတာကိုတွေ့ရပါတယ်။နှစ်ကကြီးပြည့်ညက်ဤပြည့်တံကိုကိုစားခံခြင်းနဲ့ပတ်သက်ပြီးတော့မှဂလာတိ33မှာတစ်တိုင်၌ဆွဲထားသောတူတိုင်ကျင့်ခြင်းကိုခံရသည်ဟုရေးထားသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ကျင့်ခြင်းကိုခံ၍ပြည့်ညက်တရားဤကျင့်ခြင်းထဲကငါတို့ကိုရွေးနှုတ်တော်မူပြီလို့ဖော်ပြတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကပြည့်ညက်တရားကိုမဆောင်ထိန်နိုင်တူတိုင်ခံရမဲ့ကျင့်ခြင်းကို သခင်ယေရှုကလဝါကတိုင်ပေါ်မှာကျွန်တော်တို့ကိုစားခံယူကြတာဖြစ်တယ်။၎င်းသည်ပြည့်ညက်တရားဤတောင်းဆိုမှုကိုဖြည့်ရှင်းပြလိုက်ခြင်းဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။နောက်နှစ်ခါခွေးအနေနဲ့ပြည့်ညက်တရားကိုအဆုံးသတ်ပြီးခြင်းအကြောင်းကိုလေ့လာကြည့်တဲ့အခါမှာယောမ34မှာယုံကြည်သောသူရှိသမျှဖြောင်းမရသူ ရောက်စေခြင်းကခရစ်တော်သည်ပြည့်ညက်တရားဤအဆုံးဖြစ်တော်မူ၏လို့ဖော်ပြတယ်။ဒီရဲ့ဖော်ပြချက်က စ်တော်ဟာဖြောင်းမတ်ရာသို့ရောက်ရန်အတွက်လူသားတို့ရဲ့ကိုယ်ပိုင်အားထုတ်မှုဖြစ်သောပြည့်ညက်တရားကိုစောင့်သိခြင်းခစ်ကိုအဆုံးသတ်ပေးခဲ့တာဖြစ်တယ်။ယခုခါမှာယုံကြည်သူအားဖြင့်ဖြောင်းမတ်ရာသို့ယုံကြည်ခြင်းအားဖြင့်ဖြောင်းမတ်ရာသို့ရောက်နိုင်ပြီလို့ဟောပြခြင်းဖြစ်ပါတယ်။ဒါကြောင့်အကျိုးဆက်တွေအနေနဲ့ဘုရားသခင်ရဲ့ဖြောင်းမတ်ခြင်းကိုရရှိပါတယ်။ဒါကြောင့်ဒီအကြောင်းအရာကိုဆက်ပြီးလေ့လာတဲ့အခါမှာအပြစ်နဲ့ပြည့်ညက်တစ်ခုလုံးကိုဖြည့်ရှင်းပေးခဲ့လိုက်တဲ့အခါမှာ သခင်ယေရှုကိုယုံကြည်တဲ့သူတွေဟာအလောအဖိုးတန်တဲ့အကျိုးကျေးဇူးတွေကိုရရှိပါတယ်။အဲ့ဒီရရှိတဲ့အကျိုးကျေးဇူးတွေကတုံးကကြီးအနေနဲ့ဘုရားသခင်ဤဖြောက်မှတ်ခြင်းကိုရရှိခြင်း၊ထုံးခါဝေအနေနဲ့ဝိညာဉ်တော်အဖြစ်နေထိုင်နိုင်ခြင်းဆိုတာကိုနားလည်မှာဖြစ်ပါတယ်။ဒါကြောင့်တုံးကကြီးဘုရားသခင်ဤဖြောက်မှတ်ခြင်းကိုရရှိခြင်းနဲ့ပတ်သက်ပြီးတော့မှကြည့်တဲ့အခါမှာနှစ်ကော921မှာဒီလိုဖော်ပြပါတယ်။အပြစ်တစ်စုံတရားကိုမျှမတည်သောယေရှုခရစ်ကိုငါတို့အတွက်အပြစ်ဖြစ်စေတော်မူ၏။ ကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ဖြောက်မှတ်ခြင်းအဖြစ်သို့ရောက်စေခြင်းကဖြစ်သည်လို့ဖော်ပြတယ်။ဒါဆိုရင်ဒီဖော်ပြချက်ကသခင်ယေရှုဟာကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုယူဆောင်ပြီးတော့မှကိုတော်ရဲ့ပြီးပြည့်စုံတဲ့ဖြောက်မှတ်ခြင်းကိုကျွန်တော်တို့အားပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်။ဒီအကြောင်းအရာနဲ့ဒီလိုနေရာလဲလဲခြင်းဖြစ်ပြီးတော့မှယုံကြည်ခြင်းအားဖြစ်တာရနိုင်တယ်ဆိုတာကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ ။ဒါကြောင့်သုံးခါဝေးအနေနဲ့ဝိညာဉ်တော်အဖြစ်နေထိုင်နိုင်ခြင်းဆိုတာဖြစ်ပေါ်လာပါလေ။ဒါကြောင့်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ယောမ၈မှာဇာတိပဂတိအတိုင်းမကျင့်ဝိညာဉ်တော်အတိုင်းကျင့်တော်ငါတို့၌ပြည့်ညက်တရားဤအလိုပြည့်စုံပြီးအကြောင်းတည်းလို့ဖော်ပြတာဖြစ်ပါလေ။ဒါကြောင့်ခရစ်တော်ဟာခရစ်တော်ဟာအပြည့်နဲ့ပြည့်ညက်ရဲ့ပြည့်ကျင့်ပြတနာတွေကိုဖြစ်ရှင်းပေးခဲ့တဲ့အတွက်ကြောင့်ဒီနေ့ယုံကြည်သူတွေဟာယခုဟာကိုယ်ပိုင်အားထုတ်မှုဖြင့်ပြည့်ညက်ကိုဆောင်ထည့်ရမလို့အတော့ပဲနဲ့ အတွင်းမှာကင်းဝင်နေတဲ့ဝိညာဉ်တော်ရဲ့တကူဖြစ်ပြည့်ညက်တရားရဲ့မေတ္တာနဲ့ဆိုင်တဲ့အလိုတော်ကိုအလွယ်တကူဖြစ်စည်းပြီးတော့နေထိုင်နိုင်ပြီဖြစ်တယ်ဆိုတဲ့အကြောင်းကိုမျှဝေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဦးဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာအပြစ်တရားနဲ့ပြည့်ညက်တရားကိုသခင်ယေရှုကဘယ်လိုဖြည့်ရှင်းပေးခဲ့တယ်လဲဆိုတာကိုကြံ့ကြက်တွေနဲ့ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နာထောင်းသူ အားလုံးပေါ်ဖျားသခင်ဤယေရှုတော်တက်ရောက်ပါစေ။အာမင်။